ရှည်စင်းချလို့ပြီးပါပြီခြင်းကိုဆိုခဲ့ပေမဲ့မုံရင်ဆိုရှင်ကိုမသိလို့မထင်မရှားနေထိုင်နေရတဲ့အဆိုတော်ကြီးနီလာလွင်အားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတန်နျူပေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရစ်ရှည်စင်းချလို့ပြီးပါပြီဆိုတဲ့သတင်းကိုမြန်မာနိုင်ငံမှာတလားကိုနှစ်ကြိမ်ခန့်အမြဲတမ်းကြားလေးရှိသလိုမန်ယူရှုံးတဲ့နေတွေလည်းဖွင့်လေရှိပါရစ်တကယ်တော့ဒီသတင်းဟာအလွယ်ဝဲတွေမှာအောင်တော်မင်္ဂလာတေးဖြစ်ဖွင့်တဲ့သတင်းဖြစ်ပြီးအနှစ်သာရပြေဝအောင်ဖန်တီးထားတာပါအလိုပြီးစီးတဲ့အချိန်ရေဆဲချပြီးတဲ့နောက်မှာ အချိန်ကောက်ဖွင့်လို့ရှိကြပြီးတော့အလူတိုင်းလိုလိုမှကြားရတဲ့သတင်းတွေလည်းဖြစ်ပါတယ်။ဒီသတင်းကိုကြားလိုက်ရင်ရင်ထဲမှာဝမ်းနည်းမှု PD ဖြစ်မှုလွမ်းစမှုစားတဲ့ခံစားချက်မျိုးစုံကိုရရှိစေတဲ့သတင်းဖြစ်ပေမယ့်သတင်းဆိုရှင်ကိုတော့သတိမထားမိကြပါဘူး။မြန်မာတန်ဆင်ဆိုတော့တယောက်ကသတင်းဆိုထားမယ်လို့ထင်ကြပြီးဝင်ရင်ဆိုရှင်ပြင်အချောင်းဆိုတော်တွေလည်းပြန်လည်တည်ဆိုကြပါရစေ။ဒီသတင်းကိုမန်လေးမှာနေထိုင်တဲ့ဆိုတော်ကြီးနီလာလွင်ကလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကတည်ဆိုခဲ့ပါရစေ။အခုဒီရေဆက်ချလို့ပြီးပါပြီဆိုတဲ့သတင်းကို အလှပွဲကြီးတွေမှာဖွင့်နေကြပါမယ်။မူရင်းဆိုရှင်ကိုမသိတာကိုတော့အစိုးရကြီးနီလာတွင်ကစိတ်မကောင်းဖြစ်နေပါရင်ဒီသတင်းကိုတီဆိုစင်တို့ကသူ့ရဲ့အဖေကဆုံးရှုံးထားရတာကိုမကြသေးလို့အဖေကိုဆုံးရှုံးပြီးမှအလှလို့ဖြစ်တဲ့ခံစားချက်ကိုထည့်သွင်းကတီဆိုထားတာပါ။ရေးဆဲချလို့ပြီးပါပြီတခြင်းကိုနားထောင်နေသူတွေကငိုတမ်းပါတယ်လို့ပြောပေမဲ့လည်းဝမ်းသာတဲ့စိတ်ကြောင့်မြင့်ရကြကြင်လာတာကိုလည်းဖော်ပြကျင်တာဖြစ်ပါရဲ့အခြားခြင်းတွေနဲ့မတူဘဲနဲ့နားဆင်နေသူတွေကိုလည်းကုသိုလ်စိတ်တွေပွားသွားအောင် အလုရှင်ကိုလည်းတွေးမိတိုင်းပီတိဖြစ်အောင်ခန်းစားချက်ပြင်းနေတည်ဆိုထားပါရယ်သူရဲ့ဆရာကလည်းတေချာတင်စားပေးထားလို့ဒီသချင်းဟာနီလာလွင်တက်တော့အာမြင့်ဆုံးသချင်းတစ်ပုဒ်ဖြစ်သွားပါရယ်နေ့တွေကြာမြင့်လာတဲ့ဒီသချင်းကဆက်လက်အောင်မြင်နေပြီးအချောင်းစတော်တွေလည်းပြန်လည်တည်ဆိုကြပါရယ်အခြားနိုင်ငံတွေမှာကျင်းပတဲ့မြန်မာအလူတွေမှာလည်းဒီသချင်းကိုဖွင့်ကြပေးမယ်မုံရင်းဆိုရှင်ကိုမသိကြပါဘူးအစတော်ကြီးနီလာလွင်ကအလူတွေသွားတဲ့အခါသူသချင်းကိုဖွင့်ထားပေးမယ်ဒီသချင်းရဲ့ဆိုရှင်ကိုယ်တိုင်ရှောက်နေတော့ဘယ်သူမှမသိမထားမိကြပါဘူး အလူရီသွားတိုင်းမှာသူ့ရဲ့ဆန္ဒကတော့သူ့ကိုယ်တိုင်တက်ရှိထင်ရှားရှိတော့ဒီသချင်းနဲ့အတန်တနာပြုစင်တာပါနမဲကြီးသချင်းကိုတီးဆိုထားပေမဲ့သူ့ရဲ့ဘဝကတော့အဆင်ပြေပြေမဟုတ်ဘဲနဲ့တာမန်ဘဝနဲ့နေထိုင်ရတယ်ဆိုပါရီအခြားဆိုတော်တွေလို့သချင်းတပုတ်အောင်မြင်ပြီးနောက်အလူရီမှာဒီတပုတ်ဘင်းနဲ့ဖြုတ်ပြေးပြီးတော့ဝင်ငွေကောင်းတဲ့ဘဝမဟုတ်ဘဲတာမန်အမျိုးသမီးတယောက်လိုပဲနေထိုင်ကြပါရီအသက်90ကျော်အန်တီကြီးကဒီသချင်းကိုတီးဆိုထားတယ်လို့ပြောရင်လည်းဘသူကမှမယုံကြဘူးလို့ဆိုပါရီ ဆိုတဲ့သချင်းတွေကအများပဲမဲနောက်တဲ့သချင်းဆိုသူတွေကလည်းခွင်လဲမတောင်းကြပြီပြန်ဆိုနေတာကိုလည်းမြင်ကြရပါရီအခုဒီအတန်ကောင်းနေစေဖြစ်လို့အခွင့်အရေးတောင်ရှိမေဆိုရင်တော့အလူပွဲကြီးတွေမှာသူကိုယ်တိုင်အလူရေးစဲချားတွေဒီသချင်းကိုကိုယ်တိုင်ပူဇော်ခြင်းနေပါရီသချင်းပွင့်ထားတာတည်းအစိုးရကိုယ်တိုင်ကစုပြခြင်းနေပြီးငွေကြီးလည်းမလိုအပ်ဖဲနေအလူကိုရောက်လာတဲ့သူတွေအလုံးကိုပီတိတွေကူးဆက်အောင်လုပ်ပေးခြင်းနေပြီးအတန်နဲ့ကုသိုလ်ထည့်ဝင်ပေးခြင်းနေတာပါအတန်90ကျော်တဲ့ဒီအတန်ကောင်းနေစေဖြစ်လို့သူ့ကိုပွဲတွေမှာစုပ်ပေးဖို့ကန့်လန့်ရှင် ။ငွေကြေးကအဓိကမဟုတ်ဘဲနဲ့အတန်းနဲ့ပါဝင်ပေးချင်တာကအဓိကဖြစ်ပါရည်။ဒေဆဲချလို့ပြပါပြီးသချင်းရင်အပိုင်းရှယ်နီလာလွင်ရဲ့အခြားသချင်းတွေကိုနားထောင်ခဲ့ဖို့ရင် comment မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။